အမေသူရမ်းကြိုက်ပေါ့နော်မိသူကြိုက်တာပေါ့သူအမေကသွားလေးအရင်ကသွားလေးရှိတော့ဝါတော့မရှိရှိသွားလေးပဲဟင်းအဲ့ဒီမျိုးမျိုးပြန်အမေယူချာအဲ့လိုလေးတဲ့နည်းနဲ့နလားရှိဘူးမေဆုံးတာလေတဲ့ရမမမေဘူးလက်ဖက်မြင်တဲ့တရီအစားတော့ကောင်းမြင်အမြဲတမ်းတရီရအမြဲကျူးကျင်နေတော့အမြဲလည်းကျူးခဲ့တာဆိုတော့လေ မြေတရိယဒီတော့လို့တပကအာမေလူရမ်းကြိုက်ပေါ့မေသူကြိုက်တာပေါ့မင်းကလက်ဖက်စားတယ်စားတယ်လူကြီးတိုက်တယ်လေအမေကလက်ဖက်လေးမြွမြွမြွနဲ့စားတယ်တတိယမျိုးလဲလို့ဒီလက်ဖက်ညွန်လေးတွေကိုလေအကုန်ဆိုလို့ရှိရင်လက်ကလေးနဲ့အစုပြီးစီလေးညှစ်လိုက်တယ် ဒီနေ့ပဲနှမ်းလေးလူးလိုက်ပြီးတော့မှလေသူညမလေးလူးတော့အဲ့ပါစတဲ့ကိုအဲ့လိုမျိုးမျိုးအမေကသွားလေးအရင်ကသွားလေးရှိတော့ဝါတော့မရှိရှိသွားနေပဲအဲ့လိုမျိုးမျိုးပြီးတော့အမှုရလေးဒါဆိုအမှုရလေးအမှုရပေါ့တစ်နှစ်နဲ့နှစ်လရှိပြီဟုတ်တယ်မေဆုံးတာလေတရရမမမေလက်ဖက်မြင်တဲ့တရိယာအစားတော့ကောင်းမြင်အမြဲတမ်းတရိယာအမြဲကျူးကျင်နေတာအမြဲလဲကျူးခဲ့တာဆိုတော့လေအမြဲတရိယာ အစားကောင်းတွေမြင်ပစ္စည်းအသစ်တွေမြင်သတိရတယ်ဘာလို့အမိအမိဘက်ကအများနဲ့ရည်စူးပြီးတော့ဝယ်နေကြဆိုတော့လေအစားအသောက်ဆိုလေအဲ့လိုသူများလက်ဆောင်လာပြတာဖြစ်ဖြစ်ကိုယ်ကိုယ်နဲ့ဝယ်တာဖြစ်ဖြစ်အဲ့လိုကိုယ်ကိုယ်နဲ့ဝယ်မယ်ဆိုတော့ဒါအမိကိုကျွေးဖို့ဝယ်တာဟာအမိကျူးချင်လိုက်တာအခုလေအမိမရှိဘူးဟာအမိကျူးချင်လိုက်တာအမိမကျွေးတော့လေအဲ့လိုဖះဝယ်ပြီးတော့ဖះတင်လိုက်တာပေါ့နော်မိဘတွေရှိတော့လှုပ်ကျွေးပါပြီးတော့မိဘတွေအများနဲ့ကြောပါကြောတဲ့အခါမိဘတွေစုပြီးတဲ့အခါမှာအေးအေးဆေးဆေး စီအီလည်းအီနဲ့နာခံပြီးတော့ပြည့်စုံနဲ့ပြည့်ပါစီဆိုတဲ့စကားလေးကိုတိတိကျကျပြောပါအဲတကယ်ကိုလေပြည့်ပါတယ်ဗျာအဲတကယ်ပြည့်ပါတယ်မိဘကိုမိဘဆုပေးတာဘယ်သူဆုပေးတာနဲ့မှမတူပါဘူးအဲဒီပြောချင်ပါဝက်တက်ကတော့အစားအသောက်ဝက်တက်လေးဆိုတော့เนาะအရင်နေပိုက်နေပြီးခွေးထားမထနိုင်တော့ဘူးเนาะဟုတ်တယ်အစားအသောက်ကလူနဲ့တက်ရည် အဲဒါတော့မှအခုနည်းနည်း body weight ချမလို့ဆိုပြီးတော့အဲစူးစမ်းနေ၃ရက်မြောက်နေပေါ့နော်အဲဘယ်လိုဖြစ်ဖြစ်အဲရီတောင်းဆိုတာတော့ဒါကျွန်တော်နဲ့ငွေရမကမင်းသွဲလည်းရှိတယ်ဟုတ်ရင်လည်းပိုတင်တွေလည်းအားပြလာတဲ့အဲအမကြီးကြီးပေါ့နော်အဲကြောင့်မလို့ဒီဘွေကိုတက်ဖြစ်တာပါဒါတော့ဒါတော့ဂျီတောင်းရဲ့ဒီလက်ရည်ပေါ့နော်ဒါသို့လို့ရှိရင်အရသာတမျိုးတမျိုးအဲဟုတ်တယ်တမျိုးတူရှိတဲ့အရသာပေါ့နော်ဒါသူဟို ဒါရေအောင်အထိမအတုပ်ကလေးတွေပေါ့ဒါထမင်းတွေကိုတုပ်ထားတဲ့သဘောမျိုးလေးဒါတလုံးစားစားလေးဆိုမြည်ကြည့်ဖို့တုပ်ဆဲပေးထားတာပေါ့နော်အဲဗမာကြက်ကြော်လေးကျွတ်ကျွတ်လေးပဲတကယ်ဆောက်လို့ကောင်းတယ်နောက်တော့အကြီးတောင်းတော့ကျွန်တော်လက်ဆွဲကျွန်တော်ငငယ်တဲ့အရန်ချက်ခဲ့တဲ့အကြီးတောင်းလည်းဖဲဆိုတော့အာတစ်ဖက်မျိုးစုံပါတယ်အတူအကျော်မျိုးစုံပါတယ်ကျွန်တော်ငငယ်တော့အရသာနဲ့မစားရတာအဲ့တော့ငယ်ဘွားတော့ပြန်လန်းသွားသလိုပဲခုလက်ဖက်ဒီအများကြီးအမျိုးစုံထွက်တဲ့အဲမှာမှအဲအများအားပြနေကြတော့အကြီးတောင်းပါပဲ ကျတော့ဒါလက်ဖက်လက်ဖက်နဲ့ပြောင်းမှုနဲ့ထင်တယ်ဒါ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 လက်ဖက်နှစ်တပြိုဒါဒါဒါလည်းဒါဒါဇယံနှစ်ထင်တယ်ဒါတော့ညွန့်လေးတွေပေါ့နော်ညွန့်လေးတွေညွန့်လေးတွေပူကြိုက်တယ်ခင်းလေးနဲ့ကူပြီးတော့မှအဲ့လိုလေးဆွဲပြီးတော့မှအဲနှမ်းလေးနဲ့တို့တယ်ဘာသာညမလေးနဲ့တို့တယ်ပြီးတော့ဟိုကပြီးတော့မှဒီကျတော့ညွန့်လေးကြောင့်ဘယ်လိုလဲ ဒါရရတဲ့မျိုးဒါလေးရရတဲ့မျိုးပေါ့နော်ဒါရရတဲ့မျိုးပျုံစီတီယူစီတက်တုံညောလပတ်တုံမျိုးဒါလည်းသူညမို့ဒါပေသိပေသိပေသိချမ်းကျော်နှမ်းဒီပဲကြောင်းတို့တစ်ခါပါမှာကြိတ်ပဲเนาะเนาะ မမကြိုက်ပဲတရလူချင်းမှာဒီလိုချင်းမှာဒီလိုရင်းနှီးချင်းလေးနဲ့ဖက်ကလေးနဲ့အဲ့လိုတသားကြော်လေးစားလိုက်ရတာကော်ဖီလည်းပါသေးတယ်။အဲ့လိုမျိုးအဲ့လိုစားလိုက်ရတာကိုကနည်းနည်းအာသာပြေသွားသလိုတလားဟိုဘယ်လိုပဲဖြစ်လေဘမကြိုက်ပဲဗျာတလားကျွန်တော်နိုင်ငံသားကြောင့်တော့မတဘူးလွမ်းတာလေတဘောင်းတရ190ရှိပြီဆိုတော့ကိုရုအဖေအမေဖိုးဖွားရဲ့လက်ထက်တဲဟိုကအဲကြားဘူးနေတာယူတောင်းတစ်ဖက်ယူတောင်းတစ်ဖက်ဆိုတော့အဲကြော်ညာလေးပဲပြန်တတိရတယ်ဗျာစားကောင်းရင်ယူတောင်းဆိုတာလေ အဲဒီအောင်စားရတဲ့အတွက်လည်းငယ်ရောအရသာတိုင်းစားရတဲ့အတွက်လည်းကျွန်တော်တို့အများကြီးအဲအမှတ်တရဖြစ်တယ်လို့အများကြီးလည်းဂုဏ်ယူကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဗျ။အောင်မြင်ပါသည်ရေတောင်ဆက်လက်ပြီးတော့အကောင်းဆုံးထိတ်မှန်နာမဲကျော်အရင်ဆုံးလည်းဖက်ပါရင်တော့ရှင်ငါနှွေးပြန်မင်္ဂလာပွဲတိုင်းအလှတန်းများရဲ့ချစ်သေးဆောင်တော့အရင်ဆုံးလည်းဖက်ဟာနာမဲကျော်ပွဲတိုင်းတင်ပေါ်